အားလုံးပဲမင်္ဂလာရှိတော်ညချမ်းလေးပါခင်ဗျာဒီကနေ့ညမှာတော့စာရေးဆရာမင်းအခန့်ဥဒ္ဒတိပရေးသားထားတော့မန္တန်ထူးမောင်နေပညာတဲ့အလောင်းဆိုတဲ့ဇာတ်လမ်းလေးကိုပြောပြလို့တင်ဆက်ပေးတော်တော့မှာပဲဖြစ်ပါရယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားပေးကြပါဦးခင်ဗျာအလုံးအမတန်မှစွန့်ထလပါသည်ဆိုတော့ကြောင်လက်သေးမြေခံပွဲစားမောင်ရှိမှာ မချူမလဘွားဆုံးခဲ့ရရှိပြီးဗန်နယ်ထူမောင်းဒီလေမိမိရှိသူမင်းကလေးမပန်းဖြူနေမိတ်ဆွေကြီးဥတန်ကလေးကိုကဲတင်နိုင်ခဲ့သည့်အပြင်ဓာရီ၌လုံထက်မြက်သောမဟူရဓာနဲ့ချင်းကြော်ထင်ကိုပါအဖွဲ့ဝင်တဦးဖြစ်ရရှိခဲ့တယ်ကြော်ထင်သည်ရညှိုးတစ်ခုကြောင့်မောင်ချစ်ကိုလာရောက်လစားရှိရင်ထူမောင်းလူနေဆုံမိကြခြင်းဖြစ်တယ်မြေအောင်အဖွဲ့ဥခေါ်သောအစွမ်းထက်ပညာတဲ့အဖွဲ့စည်းဝင်ဖြစ်တော်ညာဓာနဲ့ချင်းကြော်ထင်သည်လေပန်းဖြူနေထူမောင်းကဲ့သို့ လူလက်စွာနေလူသူဖြစ်၍အဖွဲ့ကိုစန့်ကျင်ခဲ့လေပြီမြေအောက်အဖွဲ့စည်းကြီးသည်နေချဲ့အစိုးရကိုအာဏာပြန်ဆန်သောပြင်ပလောကမှပညာသည်များကိုဖန်ဆီးနှိမ်နေပြီးစူချင်းွေယူကအသက်မွေးကြသောခြေစားအဖွဲ့ကြီးလည်းဖြစ်တယ်အဖွဲ့ဝင်ဖြစ်ပြီးလျှင်လည်းမသိမရှင်းအဖွဲ့မှထွက်မရသောစီးမြင်လေးရှိနေပြီးယခုဒါနဲ့ရှင်ကျော်ထင်မှာပန်းဖြူကဲသို့ပင်သစ္စာပေါအမိခံဖြစ်ရတော့မယ်မောင်ရှိကိုနှိမ်နေပြီးထူးမောင်နေတူပန်းဖြူဦးတန်ကဲကျော်ထင်တို့သည်ညီကြီးမိုးမောင်နေတူထွက်လာခဲ့တယ် ချီတို့ခီးမဆက်ပဲနောက်ကျောင်းတို့သွားနေကြဒီမှာလေအကြောင်းရှိလေတယ်။ဒူးတန်ကင်းနေပန်းဖြူတို့သည်ထူးဆန်းစွာစီရင်ထားသောအရှုံအောင်တန်ခွင်များကြောင့်ပေါ်ပညာများအသုံးပြု၍များသောကြောင့်ဖြစ်တယ်။မောင်ရှိကထူးတန်ခွင်များကိုမြေအောင်အဖွဲ့ဝင်တဦးစီကအကူအညီယူပြီးရှုံအောင်ထားခဲ့ခြင်းဖြစ်ရာအခြားဘသူမှလုံးဝဖြည့်ဆည်းပေးလို့မရပေ။ယခုမောင်ရှိလည်းတေးခဲ့ပြီးထူးမောင်ကိုယ်တိုင်ကအစားထူးတန်ခွင်နှစ်ခုကိုမြည်တို့ဖြည့်ဆည်းရမည်မသိသောကြောင့် သူကိုကျင့်စဉ်များနီလများသင်ပြပေးနေသောဆရာဖြစ်သူဦးကလာထံသို့အကြံဉာဏ်တော်တောင်းကြခြင်းဖြစ်တယ်။တရားခန့်ကြသောအခါလန်ခီတနီယာ၌အဝေးမှအစွန်ကြီးတစ်ကောင်ပြန်ဝဲလာသည်ကိုအားလုံးမြင်လိုက်ကြရတယ်။စွန်ကြီးမှာကောင်းငယ်ထ၌ဝဲရင် သူ့မောင်လူရှိရာကိုထိုးဆင်းလာသောအခါကျော်ထင်ကသူမွေးထားသောတရဝါဖြစ်ကြောင်းပြောပြီးဘယ်လည်းပြန်ပေါ်တွင်နားခုစေတယ်။စွန်နှုတ်သီး၌ပြွေရဲလေကလေးတစ်ခုကိုကြိုက်ရှိထားပြီးကျော်ထင်ကစာကိုယူလိုက်တယ်။ ထိုနောက်လက်ကိုဆန်းထုတ်ပြီးစွန်ကြီးကိုပြန်ထွက်သွားစေရတယ်။အားလုံးလည်းစာလိထဲကစာကိုစိတ်ဝင်စားဝိုင်း၍ကြည့်ကြတယ်။ထူးမောက်မှာမျက်လုံးမမြင်ရသူဖြစ်၍အခြားသူများ ဖကြားသည့်ကိုသာနားဆုံးရတယ်။စာအတွင်း၌ညီနဲ့ချင်းအမိခံမန္တန်ထူးမောက်ခောင်ရမ်းဖြူအမိခံမပန်းဖြူဂလုံးပြန်အမိခံဥတန်ကေမဟုရအမိခံဓာတ်နဲ့ရှင်ကြောထင်းအထက်ပါလေးယောက်တို့သည်အင်္ဂလိပ်ဆိုးရထံမှ ရန်နေစုကြီးထွက်ပြီးပုံကန်သူများအဖြစ်သတ်မှတ်ခံထားရပြီဖြစ်၍တင်တို့ကိုမြေအောက်ဖွဲမှအထူးခွင့်ရတရပေးလိုက်သည်တင်တို့လေးဦးသည်အမြင်ရပြီးအစစ်မြင့်ပညာသင်များဖြစ်ပါသောကြောင့်ရာဇဝေဘေးဒဏ်မခံလို့လျင်ကျွန်ုပ်တို့မြေအောက်ဖွဲသို့ထိုက်တင်သောရာထူးများဖြင့်ဝင်ရောက်ကုန်လုံနိုင်သည်တင်တို့လက်ဝဲကင်ထားသောမှုန်မှန်တဲ့ပြပိုက်ကိုလည်းကျွန်ုပ်တို့မြေအောက်ဖွဲကအလိုမရှိသည်ဖြစ်၍စိတ်ရှယုံကြည်စွာတစ္ဆာခံလိုပါကခံယူနိုင်သည်ဆယ်ရက်အတွင်းအကြောင်းမပြန်ပါကတင်တို့အားသဘုံဖြစ်သတ်မှတ်၍ မြေအောက်ဖွဲကပြစ်ဒဏ်စီရင်ရပါလိမ့်မည်။လှုပ်ဝက်သောအဆင့်လုံးမှောက်ပညာသင်များကြီးစားမြေအောက်အဖွဲ့စီထိုစားသားကိုဖက်ပြီးသောအခါထူးမောင်ပါဝင်လေးဦးသားသည်တဖြည်းဖြည်းပြောင်းရမှသဘောကျစွာရေမောကြရင်ကြော်ထင်လေပေစာလေးကိုဆုပ်ဖြဲပြစ်လိုက်တော့တယ်။သူတို့၏ရေတံကြောင့်မြင်းကြီးမုံမောင်တီပင် ရှေလန်းများပိုး၍တွက်လာတော့တယ်။ဤသို့ဖြစ်ဥက္ကလာရှိရာတင်ကြိုက်စရတ်သူ န်နဲ့ထူးမောင်လမ်းပြမှုပြီးခီးစခဲကြတယ်။ကိုထူးမောင်စမ်းကြည့်တာမှောက်ဘူးဗျ။ဒီတန်ဝင်းတွေကိုကျုပ်တို့သားနဲ့ဖျက်ကြည့်မယ်ဗျာ။မရပါဘူးဆိုကိုကျော်ထင်ဟာ။ဟိုင်။မြားစိတ်ပေါ်တော့အောင်စမ်းကြည့်နေဆိုရင်လေကြော့တာ။ထူးမောင်မှာကိုထာနာတန်တေသားကိုဆွဲရှုပ်ပြီးကျုပ်ထင်းကြီးလက်ထဲသို့ပြပေးလိုက်တယ်။ကျုပ်ထင်းမှာဓာတ်ကိုစကြည့်ရင်ဓာတ်ကောင်းပဲဟုရေဦးလိုက်သေးတယ်။ထို့နောက်တွင် ကိုထာနာတန်တေသားနှင့် ဓာတ်နဲ့တစ်ချောင်းလိုဤဆွမ်းအများကိုအသုံးပြုပြီးဥတန်ရဲ့လက်ကတန်ကွင်းကိုရှုပ်ဖြတ်ကြည့်တယ်။လုံးဝမရသောအခါပန်းဖြူလက်ကိုတစ်ခါပြန်ဆန်းပြန်နေ။သူ့အခါလေးတန်ကွင်းကမပြတ်ပေ။ gain မောပြီလား။ကြုံမပြောဘူးလား။အေးဗျာ။ဒီလိုပညာကဘာမှုတ်တလို့နဲ့ဒီလိုကြတော့လေတွေးကြည့်ရင်ကြောက်စရာကြီးဗျ။လူုံမထိခိုက်ပဲလက်ကောက်ဝတ်မှာဖြုံးမရတဲ့တန်ဝင်ကလေးစွန့်နေတာနဲ့တင်ဘလို့မှောက်ပညာမှသုံးလို့မရတော့ဘူးဆိုတာထုတော်ထုတာ ဒါကြောင့်လေခမရတို့လိုမြေအောက်ဖွဲ့ဝင်ဖြစ်နေရပေါ့ဗျာ။နေစမ်းပါဗျာ။ခမရတို့ကပူပြီးရင်းနှီးကြမှာပေါ့။ဒီတန်ကွင်းစီရင်သူကဘသူတဲ့တော့။တချီရောဘယ်ရက်မှနေတော့။အွယ်ကတော့ဥတန်ကလေးလောက်ရှိပြီဗျာ။သူ့ရဲ့မြေအောက်မြေကတော့တန်လက်ကောက်တယ်။တိုက်ခိုက်ရေးလေအတော်လေးကောင်းနေဗျာ။အပြင်မှာတော့သူ့ကိုဘာထူးကြည့်လို့လူတီများတယ်။ထိုအခါဥတန်ကလေးကငါကြောက်ဖူးလေကွာ။တင်းကြီးတနည်းတော့မသိဘူး။ဒါနဲ့ထူးမောင် မင်းရဲ့တေဇောမှန်တယ်ဆွမ်းနေဒီတန်ကိုအပူပေးပြီးအေးဖြော်လိုက်လို့မရဘူးလားငါဘဘဲဆရာတွေးပေါ့ကွာစမ်းကြည့်မလားဦးတန်ကြီးရတော့ရလိမ့်မယ်တန်ရေပြုတ်လောက်တဲ့ပူဆိုဦးတန်ကြီးလည်းတချောင်းလုံးလေးရိုးချင်ရင်ကန်းကောင်းပို့အာဒါဖြစ် နေပါစီတော့ကွာမင်းဆရာဦးကလာစီပဲအရောက်သွားကြပါစို့ဦးတန်ကြီးမှာခီးဆက်ရင်လမ်းမတွေ့တော့အရက်ဆိုင်မှန်သမျှဝင်းတောက်လေးရှိပြီးဝါကြီးတောက်ကလေးနှစ်လေလမ်းကိုပါတဲဆောင်လေးရှိတယ် ကျော်ထင်မှလူသိဖြစ်တော့လေဖော်ရွေပြီးထူးမောင်လို့နေအတုံးလေးစင်ပြေတယ်။ပန်းဖြူနေကျော်ထင်တို့ကလေမြေအောင်ခိုင်းမှကလေးကမိတ်ဆွေရင်းချများဖြစ်နေ၍အထူးမစိမ့်လာပြီ။ပန်းဖြူကတော့မြင်းကြီးမုံမောင်ကိုချစ်တယ်လို့လုံးနေထူးမောင်နာကမခွာပြီ။ထူးမောင်မှာထုံးစံတိုင်းပင်ပန်းဖြူကိုပညာသည်ဖြစ်ပြီးမပြောရကောင်းလားဟုစိတ်မြဲခုနေစေ။ဤသူဖြစ်ခုနှစ်ရက်ခန့်ကြာသောအခါဥက္ကလာနေသောတင်းချကြီးတဲကိုအဖွဲလိုက်ရောက်လာခဲ့ကြတယ်။ ဥကာလာမှာတင်းညာစီရဲ့ဘော်တွင် အောက်တန်ထွက်လာအောင်နှင်းနှိမ့်ချိုက်ချိုက်ကြီးအိမ်မိုးကြားလျက်ရှိရာသူမောင်လေးဓာတ်ဟုထုတ်ပြီးဥကာလာကိုပေါ်သူလှမ်းပြစ်လိုက်တယ်။ထိုအခါအိမ်နေသောဥကာလာမှာတရေတပြေလှုပ်ရှားလာပြီးတန်တေရာကိုအယိုးကစီးဖမ်းလိုက်ရင် ရေရေမုန်းနှင့်နှုတ်ထလာတယ်။မင်းတို့ကိစ္စအောင်မြင်ပြီလားကောင်လေး။အဖွဲလိုက်ကိုရှီးတက်လာပါရောလာကွာ။ဟေး။လာကြပါဗျာလာကြပါ။ကိုလူလူရောက်လာမှဒီလိုစောင့်နေရင်အိပ်ပျော်သွားတာပါ။ ဦးကလာလေးထူးမောင်ကိုဓာပြန့်ပြီးအဖွဲလုံးကိုတင်းချိုင်းစီရပေါ်သူရဲရဲရောခိုတင်ပြီးမိတ်ဆက်စကားဆိုတယ်ဟုတ်တယ်ဦးကလာကြီးမောင်ရှစ်တော်သွားချပြီဗျမိတ်ဆက်တကောင်ရောသွားတယ်ဆိုပါတော့ဗျာအော်ဒီမှာမောင်ရှစ်ကိစ္စကိုကူချင်းပေးတယ်ကိုကျော်ထင်ကြီးလဲပါတယ်ဆိုပါတော့ဗျာဓာနဲ့ချင်းကျော်ထင်ဆိုတာအခုမှမြင်ဘူးတော့လေကွာအော်ဒီမှာစုမေစင်းနေပါလို့ကြည့်နေရကွာဒီမှာကြည့်ကြအောင်ပါဦးမင်းတို့ပုံတွေ ဦးတန်ကြီးကလည်းရမ်းမော်ရင်လှမ်းကြည့်တယ်။အခြားလူများကလည်းဥက္ကလာလက်ထဲကစာရွက်များကိုဝမ်းကြည့်ကြတယ်။အလိုရှိတည်ဟူသောစာရွက်များဖြင့်သူတို့ပုံများကိုမြင်လိုက်ကြရအာလုံးပြုံးရွှင်နေကြတယ်။မြင်းနဲ့ရှင်စွန့်ဝေတရာကျက်ခေါရန်ဖြူစွန့်ဝေ90ကျက်ဂလုံးပြန်ဦးတန်ကြီးစွန့်ဝေ900ကျက်မဟူရဓာနဲ့ရှင်ကြောထင်စွန့်ဝေ90ကျက်ဦးတန်ကြီးမှာမြေရောက်ခိုင်းသားများထက်စွန့်ဝေပုံများနေသဖြင့် ဂုံယူဝမ်းမြောက်စွာရမုံရင်အရက်ကိုဆက်တောင့်နေတယ်။ gain ။ဒါရင်ကိစ္စပြောကြပါ။ဒီလိုပါဥကလား။မြေအောင်ဖွဲကစင်းမြင့်မှုပညာတဲ့တူဖြစ်တဲ့ဘာထူးကြီးစီကနေအချုံနောင်တန်ကွင်းတစ်ခုကိုမောင်ချစ်ကအကူညီတောင်းပြီးဒီကဥတန်ကင်းနဲ့ပန်းဖြူလိုလက်မှာချုပ်ထားပါတယ်။သိပြီသိပြီ။ဒီတော့သူတို့ပညာတွေအားလုံးအချုပ်ခံလိုက်ရပြီ။ဘာမှမရတော့ဘူးဆိုပါတော့။ဟုတ်ပဲဗျာ။ အဲ့ဒါဒီတန်ဝင်းတွေကိုဖျက်ဆီးနေလာပြီးတော့အကူကြီးတောင်းတာပါဦးတန်ကြီးအင်းခတ်တော့တာပဲကွာမင်းတို့တော့ရှုံမရတာငါဘလို့ရှုပ်ပေးလို့ရမှာတော့ထူးမောင်ရဲ့နီးလည်းမရှိဘူးလားမင်းသိတဲ့အတိုင်းပဲလေကွာငါအိမ်မက်ထဲအထက်ကခိုင်းတာတာလုံးပြရတာဒီအကြောင်းနဲ့ပတ်သက်ပြီးဘာမှငါ့ကိုအိမ်မန်ပေးကြဘူးကွာဒါဖြစ်လေပဲတက်နိုင်မလဲဗျာနောက်ဆုံးနေ့ဖြစ်တဲ့ဘာထူးကြီးကိုတွေ့အောင်ရှာပြီးဖြုတ်ခမ်းရတော့မှာပေါ့ကျုပ်တို့သွားမယ်ဗျာ နေပေါင်းကွာအခုမှရောက်တယ်။ဝင်းကြီးကလာရတဲ့အတူတူနားပေါင်လား။ကြောက်တုံးရောက်ခိုင်းမင်းကိုပညာပေးဖို့ရှိရဲ့ထူးမောင်ရ။ဟုတ်တာပဲကိုထူးမောင်ရေ။ကျမတို့လည်းတာမန်လူလူဖြစ်သွားတော့ဖြီးဝင်းနေရတာမောပါလေ။ဦးကြီးကအရက်တောက်လို့ပင်မန်းတာကိုခံနိုင်အောင်မေ။တရက်နှစ်ရက်နေပေါင်းဒီလိုဆိုရင်ဖြစ်လေကောင်းပြီလေ။ကိုကြော်ထင်းလာပြ။ကြောက်တုံးလေးစကားပြောအောင်။ဥကလာလေခပြားကိုတွေ့ကျင်နေပုံရတယ်။ အလုံးလေးဝိုင်းဖွဲ့ပြီးမှုပညာနဲ့ဆိုင်ရာစကားဝိုင်းတစ်ခုဖန်တီးလိုက်ကြတယ်။နောက်ဦးသားစကားပြောသူကပြောနားထောင်သူကနားထောင်တင်းကြိုင်းမှစီစီကားကားကလေးနှင့်ပြောစရာကောင်းသွားတော့တယ်။ပြောကြဆိုကြရာတွင်ဦးတန်ငယ်ကြီးကမူးနေတော့ကြောင်းအချိန်လုံးစကားပြောပေးငြိမ့်နေပြီးအမူးပြေမှစကားဝိုင်းတဲ့ဝင်လာတယ်။သူ့အချင်းတစ်ခုပင်ဖြစ်ပြီးမူးနေတော့အခါစကားများတွင်အမှားပါတဲ့တော့ကြောင့်တရားစကားတန်ပွင့်တော့ကြောင့်တရားအယူအသေးတန်တော့ကြောင့်တရားလူချင်းဝိတ်ကိုစောင့်တည်တော့ကြောင့်တရား မူးနေချင်းလုံးဝစကားပြောလို့မရှိပဲအမူးပြစ်မှာဝိုင်းထဲဝင်လာတယ်။ဘဘဲဆရာကြီးတဦးပြပြီးဥဒန်ကဲနေဆက်၍လေမှော်ပညာစကားဝိုင်းမှာကျော်ထင်ဤဓာအကြောင်းကိုစိတ်ဝင်စားမေးမြန်းပြောဆိုကြတော့တယ်။စူပေါင်းမောင်ကျော်ထင်ဟာမင်းကင်ထားတဲ့ဓာနဲ့အကြောင်းငါဓာတွေကိုသိစိတ်ဝင်စားတာကွာ။ဦးကြီးကဓာတွေကိုစိတ်ဝင်စားတယ်ပြောပြီးဘာကြောင့်ဘဘဲထူးတဲ့တန်တူလေးကြီးကိုလက်နဲ့ပြေသုံးရတာလဲ။ဒီတူကြီးကိုတယောက်ယောက်ကင်တာမြင်ဖူးသလိုပါပဲ။ အရင်ကတော့ဦးကြီးကဓာကြီးကိုင်လေးရှိပါတယ်ဒီပိတ်တာ20လောက်လေးတဲ့ဒူကြီးကဦးကြီးရဲ့မိတ်ဆွေဦးတောင်းမကိုလက်ဆောင်ပေးထားတဲ့ဖြစ်စီပါသူဆုံးပါသွားပြီးနောက်အမှတ်တရအနေနဲ့ဦးကြီးလည်းဒီတန်ဒူကြီးကိုပဲကိုင်တော့တာဆိုပါတော့ကွာဟိုကျုပ်တို့မြေအောက်ဖွဲ့မှာတစ်ချိန်ကအသက်ကြီးဆုံးနဲ့သိလေးစားရတဲ့ဦးတောင်းမကြီးရဲ့လက်နက်ဖြစ်နေတာကိုဒါကြောင့်မြင်ဖူးပါတယ်လို့တွေးနေတာဦးကြီးရဲ့ကျုံသားအကြောင်းပြောရမယ်ဆိုရင်တော့ပြောစရာစကားများများမရှိပါဘူး ချီအောင်ဓာတ်တက်လက်လို့တော့ပြောရမှာပဲ။ကုန်းပေါင်ခေအထီသာလှလန်းမိတော့တယ်။နှစ်ပေါင်ဘလောက်ကြာပြီလဲတော့ကြုံလဲမသိဘူးဗျာ။ကျုပ်ကတခြားမော်ရဲလို့ဘာမှမတတ်ပါဘူး။ဒီဓာတ်ကိုသာညံချီတိုင်းသုံးနေတာဆိုပါတော့ဗျာ။အခုဒီအချုံတော်မော်တန်ကွေးတွေနဲ့တွေ့မှာပဲ။ကြုံသားလေးနမီပြေရော့ပြီ။ဒီလိုမဟုတ်ပါဘူးကွာ။ဦးကြီးတက်တက်မှာဒီလိုတခါမှမမြင်ဘူးသေးတဲ့။တဘာဝမှုန့်တဲ့တန်တတ္ထုဆန်ဓာတ်နှက်ကတော့အတော်ကလေးကိုစွန့်ထက်ပုံရပါတယ်။ ဤတန်ခွင်းကတန်တွေကရိုးတန်နေပါစီရင်သူဆွဲနေလို့သာကျုပ်ကမှသတိရတယ်ကိုထုံးမောင်ကင်ထားတဲ့ကိုးထာနာတန်တေတော်နဲ့ကျုပ်ရဲ့ဒါဟာဘယ်ဟာကောင်းတလဲဆိုတာအတော်ချင်းရှင်ပြီးခုတ်ကြည့်ခြင်းနဲ့ဗျာကိုကျော်ထင်းတကယ်ပဲဆက်သက်ရှင်တော့ပြေကျုပ်ကလည်းကုညီရမှာပေါ့ဗျာဒီသားနှစ်လက်ကရန်သူဖြစ်တဲ့ကြိမ်ဆုံးဘူးလေဗျာယနေ့တော့မဖြစ်ဆိုပြေဒါပညာလေးဖလှယ်ရတာပေါ့ဗျာကဲစင်းခဲ့ဗျာဆေးရပေါ့ ထူးမောင်လေးကြောက်ထင်းနေလို့ဓာတ်ကိုစီကိုင်းပြီးဆင်းသွားကြတယ်။ဇေဘောကျန်ဒီသူများကလည်းပွဲကြည့်ပရိသတ်လိုဝိုင်းကြည့်နေကြတယ်။ထို့နောက်မေးဖြစ်ဆွေဖြစ်မိဝင်ဝင်တောက်အောင်나이ဝက်ခန့်ရှင်းခုတ်ကြတယ်။တစ်ချိန်တိုင်းနှစ်ယောက်သာအားထည့်ပြီးမူရာကိုစီခုတ်ပိုင်းကြရင်ထူးမောင်ကကြောက်ထင်းဤခုတ်ချက်ကိုကားလိုက်ခါလက်ခပြီးဓာတ်ကလိုချတော့မလို့ဖြစ်သွားတယ်။ကြောက်ထင်းဤဓာတ်ရေးပညာကျွမ်းကျင်မှုကိုအားလုံးမြင်လိုက်ကြရတော့လေ။ဟာတော်ပြီကိုထူးမောင်ကြီး။ပါတော့ဗျာအလန့်ရကြ။ တူတော်မှခက်တိတိပယ်သွားပြီဗျာဆမ်းပဲပြူမဆိုတလောက်လေးဆိုပေမဲ့ကျုပ်သားနဲ့ချင်းခုံးသမီးဘယ်တော့မှမဆိုချိုးတာပဲအခုကျုပ်တာကပထမဆုံးအကျင်တန်သာပဲ့တာဗျထူမောင်မကျော်ထင်းဤဓာရီကိုမှီသေးတော့လေဓာချင်းရှင်ပါကထူမောင်သားကပူရွေကောင်းတီကိုတွေးကြရတယ်ယခုချစ်ကြည်ရဲ့ဓာခုပ်ပွဲတွင်ပေါ်ပညာလုံးဝပါပဲဓာတိုင်းပညာတန်တန်ရှင်ပြိုင်ခဲ့ခြင်းသာဖြစ်ပြီးကျော်ထင်းဤဓာမှာအတော်အနေငယ်ပဲသွားတယ် ဦးတန်ငယ်ကြီးကိုပြန်ပြန်ခိုင်းလိုက်ပါဗျာခက်သေးသေးပါသူမောင်ပြောသလိုပင်ကြော်ထင်လေသူ့သားကိုပြင်ရန်ဗပဲဆရာကြီးဦးတန်ငယ်လက်ထဲဓာတ်နဲ့ကူထည့်ပေးလိုက်တော့တယ်ဘယ်နေရာပဲ့တာတော့ကွာပြဆန်းပါဦးဟောဒီမာလီဗျာဟုတ်ဗျာသူ့ဆန်းနေပြီအပေ့ရာကပြန်ပြေးသွားတယ်ဗျာဟေးကိုသားအကြောင်းအခုမှတည်သလားကွာအခါမှဒီလုံဖြစ်ဘူးတော့မတည်ခဲ့ဘူးလေဗျာ ဓာတ်တွေကတော့လူတွေနဲ့လိုက်ဖက်ပါလေကွာတကယ်ကိုအကြုံမော်ဓာတ်ကောင်းနေပါပဲငိုးချုပ်လူပြီဗျာကဲနားကြအောင်ဤတို့ဖြည့်ထူးမောင်တို့အုပ်စုလေဇက်တိုက်ဆိုလိုပင်ပြင်းမှန်းခဲ့သမျှကိုတင်းချိုင်းမှာပန်းဖြည့်ခဲ့ကြရတယ်အရခန့်တာနီမီတွေးတော့လေဥကလာကထူးမောင်ကိုကြမ်းရှိနေသေးသည်တေဇောတစ်နှစ်ဝါရော့တဲ့ကျင့်စဉ်များလေ့ကျင့်ပေးနေသည်ဖြစ်နှစ်ဖက်ကန့်ကြာသွားခဲ့တယ်ကြကြီးလေးပါမို့ကျင့်စဉ်မှာအပီးတိုင်မဟုတ်တော့လေလုံလောက်ပြီလေဖြည့်၍ ဥကာလာကူနှုတ်ဆက်ပြီးလေးဦးသားပြန်ထွက်ခဲ့ကြပြန်တယ်။သူတို့လည်းတန်လက်ောက်ကိုဘာထူးကြီးကိုရှာရင်ဆက်လက်ထွက်ခွာခဲ့ကြတော့တယ်။ကိုကျော်ထင်းအဲ့လူကြီးဗမာနေတာကြားတော့ဗျ။ဒီတိုင်းချနေလို့တော့မတွေ့ဘူး။ထမ်းမင်ကုံဆိုတဲ့ရွာကတော့သူ့ရွာပဲကိုထုမောင်။ဒါပေမဲ့ဒီလူကြီးကနေအာတီကြမနေဘူးဗျ။မြေအောက်ဖက်ဝင်ဆိုတော့တိတဲ့အတိုင်းတောင်ဝင်ရှိရမှာနေတော့တာပဲ။ဒါဖြစ်သူကဘာတွေလုပ်နေမယ်သိအောင်စုံစမ်းရင်းနဲ့ သူ့နေရက်ကိုသိလိုက်မယ်ထင်နေဗျအထူးစုံစမ်းဖို့မလိုပါဘူးဗျာခဏဆောင်ကျော်ထင်ကအနီးနားဝန်းကျင်မှာအပင်ခမင်းမြင့်ကိုချလိုက်တယ်ထမ်းပင်ကြီးတပင်တွေ့တော့အခါထမ်းပင်ရှိရာသို့လျှောက်သွားလိုက်ပြီးဓာတ်နဲ့ကိုထုတ်ယူတယ်ထို့နောက်ထမ်းပင်ထပ်သို့ပင်ဆိုက်လိုက်ရာအသေးညခံကိုဟိုဘက်ဒီဘက်ဆိုက်ဝင်သွားတော့တယ်ထို့နောက်ဓာတ်နဲ့ကိုထားခဲ့ပြီးကျော်ထင်လည်းထူးမောက်တို့နှင့်အတူခီးဆက်ကြတယ်ကျော်ထင်ပြုလုပ်သည့်အရာကိုဘယ်သူမှနားမလည်ကြတော့လေမင်းမြန်ချင်းမပြူကြပေ ခရီးတန်ကြောင်သွားပြီးတော့ခါကောင်းကင်မြေမှာကျော်ထင်ဤဓာနဲ့ကထိုးကြလာပြီးကျော်ထင်လည်းစီးဖမ်းထားလိုက်တယ်ဓာကိုစွန်ကြီးကရှီလာရင်းဖြစ်ပြီးစွန်ကြီးတီလည်းထိုးဆင်းလာခဲ့ရာကျော်ထင်ကသူ့လက်ပေါ်မှာနားစီတယ်ကျော်ထင်ဤစွန်ကိုရှာသည့်နီလန်းကိုလည်းအားလုံးကသဘောကျနေကြတယ်ကျော်ထင်ကပန်းဖြူနေဦးတန်ခေတို့လကတန်ခွင်းများကိုစွန်ကြီးမြေအောင်ပြလိုက်တော့ခါစွန်ကြီးကဦးတန်ခေတို့လက်ပေါ်ကိုတက်သွားပြီးတန်ခွင်းများကိုနှုတ်သီးဖြင့်ပေါက်ကြည့်တယ် ထို့နောက်နောက်ရက်ကိုပြန်တန်းသွားရာကြော်ထင်ကအဲဒီကောင်ကြီးတွေကအမြင်အာရုံအတော်ကောင်းနေပြဒီကတန်ဝင်းတွေကိုမှတ်သားပြီးပုံစံတူရာကိုအာရုံခံသွားလိမ့်မယ်အသေးချလေးကျင်ထားတဲ့ကောင်ကြီးပြစိတ်ချလက်ချသာနောက်ကလိုက်ကြပြီတော့သူမောင်တို့အဖွဲ့လေးစွန်ကြီးပြန်ဝဲသွားရာအနောက်ရက်သူခီးစခဲကြတယ်စွန်ကြီးကလည်းလူလိုနားလေတောင်ဖြီးကောင်းကင်မှမပြန်ဝဲပေသူမောင်တို့အဖွဲ့ကိုစောင့်နေတယ်ခီးမှာတုံလေးဝေးခဲ့ပြီး ရှေ့မှာရွာကလေးတရွာကိုမြင်နေရတယ်။ကိုကျော်ထင်းရှေ့ကဘာရွာတော့လေကုန်းလို့ခေါ်တယ်ဗျ။ဟိုဘက်ကညောင်ဝိုင်းရွာတယ်။အိုးမှာခရီးမြင်နေရတာကဘာထူးကြီးနေတဲ့ထမ်းပင်ကုန်းဆိုတဲ့ရွာပဲ။ကျောက်ကောင်ကြီးကထမ်းပင်ကုန်းဘက်ကိုမတော်ပေ။အလေကုန်းဘက်ကိုသွားနေရဗျ။တခုတော့ရှိလိမ့်မယ်။ဒါဗျာ။ကျော်ထင်းနဲ့အတူထူးမောင်တို့လည်းစုံကြီးနောက်ကိုမှီလိုက်ကြတယ်။ချင်းနိုင်စုံကြီးသည်ပြန်နေရမှနေစင်းလာပြီး ဆံသွားပဲလေကွင်းထက်မှာပြန်ဝဲနေတယ်။ထူးမောင်တို့မှာလေငါးခွက်ကြော်ခန်းဝေးကြံခဲ့တော့လေထူနေရကူအမြန်သွားလိုက်ရတယ်။ရောက်တော့အခါကတင်းပေး၌လဲကြတေးဆုံးနေတော့မိမအလောင်းတလောင်းကိုတွေ့ရဦးတန်ငယ်ကနီးကပ်ပြီးစိတ်ဆဆကြည့်တယ်။အသက်ခဲရတာပဲကွာ။ညာကမှတေးထားပုံပဲ။အသက်30ကျော်လောက်ရှိပြီ။လေပင်းတက်တက်မှာညုံမဲဆွေးနေတဲ့တန်ရာရှိတယ်။တစ်ခုခုနဲ့ပြင်းပြင်းထန်ထန်ထိမိထားသလိုလေပင်းကျူးပြီးတင်းနေရဟိ။ဖေဝါကလည်းမသိဘူး။ ီမှာတဲလုံစားတော့တွေ့ရပြီ။ဦးတန်ငယ်မှာတေးဆုံးနေတော့မိမအလောင်းဒီမှာလက်ကောက်တကွင်းရွယ်တန်ကွင်းတကွင်းကိုတွေ့ရတယ်။သူတို့လက်မှာရှိနေတော့တန်ကွင်းနေပုံစံတူဖြစ်ပြီးစတီးကဲတို့ပင် ပြောင်းလဲနေတယ်။ဦးတန်ငယ်လည်းတန်ကွင်းကိုပြန်ချခဲ့ပြီးထူးမောင်လို့ရှိရာပြန်လာခဲ့တယ်။ဦးကြီးဒါဘာထူးကြီးလက်ချက်ပဲဖြစ်လိမ့်မယ်။ဟုတ်မှာပေါ့ကွာဘာဆက်လုပ်ကြမလဲ။အင်းရွာတွေကိုဝင်ကြတာပေါ့။လေကုန်းရွာတွေကိုဝင်ကြတော့ခါ ရွာထဲမှာရှိတော်သူတကြီးရင်ရှိရာသို့မေးပြီးအဖွဲလိုက်သွားရောက်ခဲ့ကြတယ်။တကြီးရင်သူရောက်တော့အခါတကြီးကလည်းလာရင်ကိစ္စကိုမေးမြန်းရာရွာပြင်မှာအလောင်းတလောင် တွေးရာကြောင့်ထူးမောင်လူကပြောပြလိုက်တယ်။ထိုအခါရွာတကြီးလည်းရွာသားနှင်းငယ်ကိုခေါ်ပြီးအလောင်းကိုစစ်ဆေးရန်နှင့်ရွာပြင်မှာထားရန်ပြောတယ်။ခဏကြာအလောင်းကိစ္စဖြစ်ရှင်းရန်သွားတော့ရွာသားတို့လည်းဒေါက်တာလက်နဲ့ကိုစီပြေးတကြီးရင်တဲ့သူဝင်လာကြတယ်။တကြီးဘာဖြစ်သွားသေးလဲဗျာ အာငါဘာဖြစ်ရမှာတော့မင်းတို့ကရောဒီပုံစံကြီးနဲ့ဘာဖြစ်လာကြပြန်တာလဲအလောင်းကရောဘသူ့အလောင်းလဲကျုပ်တို့ရွာကမဟုတ်ဘူးပြရွာကိုတခါလာဖူးတဲ့မေတော်လေးပါခိုင်းကမင်းပါပါကျုပ်တို့အလောင်းကိုမထီးရဲဘူးပြသူတို့ခိုင်းကလာပြီးရှင်းပါလိမ့်မယ်ဟေးအေးဘာဖြစ်မင်းတို့ကတုတ်တွေသားတွေနဲ့ဘာဖြစ်လာကြတာတော့ပြောပါဦးတကြီးကိုစိတ်မချလို့လာတာဗျဧည့်သည်တွေကျုပ်တို့ကိုတမျိုးတော့မထင်ချနဲ့ဗျာ ။မြောင်းတို့ထဲကဟိုလူကြီးနဲ့ဟိုမင်းကလေးလက်မှာဝေထားတဲ့တန်ဝင်းနေတဲ့စင်တူဝင်းတကွင်းကိုအလောင်းသားကကောက်ရခဲ့တယ်။ဟောဒီမှာကြည့်ကြ။ရော်သားတွေလည်းတန်ဝင်းကိုစပွဲပေါ်သို့ပြစ်တင်ပြလိုက်တော့ခါတကြီးလေးတေချာကြည့်ပြီးဥတန်ငယ်နေပန်းဖြူလို့လကတန်ဝင်းများနေတူနေသည်ကိုတွေ့ရတော့ကြောင်းလက်နေခဲ့လေတယ်။ရော်သားများကလည်းသူတို့တကြီးကိုဒုက္ခပေးပြီးထင်နေလာရောက်ကာကွယ်ကြခြင်းဖြစ်တယ်။ကျောင်းထင်ကလည်းရွာသားများကိုထင်မလွဲကြစေရန်ဖြစ်ရမြောက်ကိုရှင်းပြတော့တယ်။ ဒုခရွာသားများကဘလိုပဲဖြစ်ဖြစ်ပါလိဟိကလာကလည်းမကောင်းတော့ကျုပ်တို့တာမန်ရွာသားတွေမှာဘယ်အဖွဲ့အစည်းကိုမှယုံကြည်စိတ်ချထားလို့မဖြစ်ဘူးဒီတော့ခမားတို့ဘာကိစ္စမှမရှိဘူးဆိုရင်တော့ဒီဘွာကထွက်သွားကြပါအကြခင်မှာမေရိုလီဘာခိုင်းသားတွေရောက်လာပြီသူတို့လူကိုတတ်တဲ့ကိစ္စနဲ့ရွာကိုစစ်သေးကြလိမ့်မယ်ကျုပ်တို့ကလည်းဒီတက်တီကံပစ္စည်းဖြစ်တဲ့တန်ဝင်းကိုယူမထားရဲလို့လောင်းနာမှပြန်ထားကြရမှာပဲဒီခါသူတို့ရောက်လာပြီခမားတို့လက်ကိုတွေ့ရင်ပြဿနာတက်ကြလိမ့်မယ် တွားကြပြီတော့ဗျာ။ကောင်းပါပြီလေ။ကျုပ်တို့လည်းအဖြစ်မှန်ကိုပြောပြပြီးပါပြီ။တခြားကိစ္စလည်းမရှိတော့တွားကြမှာပါ။ထူမောင်တို့အဖွဲ့လေးရွာလေးကထွက်ခဲ့ကြတယ်။ဘလို့ဆက်လုပ်ကြမှာလဲကိုထူမောင်။ကျုပ်တို့အနေနဲ့ဘာထူးကြီးကိုရှာဖို့အခွင့်အရေးတစ်ခုရောက်ပြီပဲဗျာ။ဒီရွာကထွက်သွားလို့ပဲဖြစ်ပါမလဲ။မကြခင်မဲရိုလေးပါးဂိုင်းဝင်တွေရောက်လာကြမှာဆိုတော့ကျုပ်တို့စုံချင်သေးတယ်။ရွာသားတွေကကျုပ်တို့ရွာထဲမှာလက်ခံမှာမဟုတ်ဘူးဗျ။ဘလို့လုံးမှာတော့ ။ရွာရှိရင်သင်္ချိုင်းရှိတယ်။သင်္ချိုင်းရှိရင်ဇရက်ရှိတယ်လေဗျာ။သူ့မောင်တို့အုပ်စုကိုရွာသားများကလက်မခံကြတော့ကြောင်းသူ့မောင်တို့လည်းရွာပြင်ထွက်ပြီးသင်္ချိုင်းစရက်မှာနေလိုက်ကြတယ်။ယခုညအလောင်းရှိရာကိုမဲတော်လေးပါးခိုင်းသားများလာကြမိဖြစ်၍တွားတွေ့ရန်ကြံစီနေကြတယ်။သူ့မောင်ကမဲတော်လေးပါးခိုင်းပါဝင်ခိုင်းကြီးသုံးခိုင်းနှင့်မြေအောက်ဖွဲတို့ကိုအမြင့်ပြည့်ရှင်မုံးလိုသူဖြစ်၍ယခုညလည်းမဲတော်လေးပါးခိုင်းကိုတိုက်ခိုက်မိဟုတွေးထားတယ်။ညရောက်သောအခါ တင်းကျိုင်းစီရမအလောင်းရှိရာလေခွင်ဘက်သို့လှမ်း၍ကြည့်နေကြတယ်။ဒါကြောင့်ခရီးအကြောင်းရွာကနောက်ခံထားပြီးအလောင်းကြီးကိုလည်းအဝေးမှမတိမသားမြင်နေရတယ်။ကတိပင်းမှာခမမဲတရံပြစ်သားမြင်နေရသည့်အလောင်းကောင်ကြီးမှငိမ့်တက်နေတယ်။ညာဝင်းရဲ့အချိန်ထိအလောင်းကောင်မှာဘာမျှမထူးခြားတော့လေညနေလာတော့ကအလောင်းကြီးလှုပ်နေတယ်။တုတ်ဒီမှာလည်းတဖြည်းဖြည်းမဟုတ်ပဲအဆက်ဆက်တုံလေးချင်းမျိုးဖြစ်ပြီးပြန်လဲငိမ့်တက်သွားတယ်။ထိုအခါအလေကုန်းရွာဖက်မှာ ွေများအသေးတန်ဦးကြတော့တယ်အိတ်တမ်းမငှက်များလေးလက်ပြတ်ကြပြီးကတော့ကနေဖြစ်ကုန်တယ်အလောင်းကောင်ကြီးမှာအနီရောင်လေးဆက်ရှူပွားကနေထွက်လာပြီးတနေရာသူ့ဦးတီသွားသည့်ကိုလည်းတွေ့ရပြန်တယ်သူဟာထူးမောင်လို့လေမေတော်လေးပါခိုင်းကပညာသင်များလာပြီးဟူတိလိုက်ကြတော့တယ်အလောင်းသားကိုအားလုံးသွားကြမှာလားအဖြစ်ဘူးကိုကျော်တင်ဦးတန်ငယ်နဲ့ပန်းဖြူလိုအန်ဒီရများလုံးတယ်ဗျအများစောင့်ကြံရပါကြုံသွားမယ် သူမောင်သည်မျက်လုံးမစီထားသောပေါ်ဝါကျိုးနဲ့ကလေးကိုဖြေးချလိုက်တယ်။အာလုံးအန်အားတင်သွားကြတယ်။သူမောင်မျက်လုံးမှာဘာတန်ရမှမရှိတော့ဘဲအကောင်းပကတိဖြစ်နေတယ်။ထိုအခါဥတန်ကေကထလာပြီးသူမောင်ပြန်ကောင်းသွားလား။မျက်လုံးကပုံစံပြက်ပြီးမှမမြင်ရပါဘူးဥတန်ကေ။စကုတာလူကျင့်စဉ်တဲ့သာအာယုံခံပြီးသွားလာလှုပ်ရှားလှုပ်ကင်နေရတာပါ။ပေါ်ဝါကစီးကျင်လို့စီးထားတာ။သူမောင်စကားကိုကြားရပန်းဖြူကပြုံးလိုက်တယ်။ မျက်လုံးများပုံစံမပြတ်ပဲအစိတ်တန်ရာတက်တာသွားတော့လေသူစီပီးထားသည့်ဘဝကိုမဖယ်ပဲစီးထားသည့်ဖြစ်ကျင်းနေနေပုံရလေတယ်ထို့ပြင်ခန္ဓာကိုယ်မှာရှုံထားသည့်ပန်းဖြုတ်ပေသောဘဝနှက်ကိုလည်းဖယ်လိုက်ပြီးပန်းဖြုတ်စီကိုကမ်းပေးတယ်ပန်းဖြုတ်လည်းအမြန်လှမ်းယူပြီးထူးမောင်ကိုဓာယူပေးတယ်ထူးမောင်လည်းသူ့အသွင်တရံကိုမပေါ်လွင်စေရန်ကုပ်ပေါ်ကျနေသောစပင်ကိုခေါင်းပေါ်ဆူထုံးလိုက်တယ်ဓာကိုလည်းခမ်းမမရှိပဲဆလွယ်တိုင်းလိုက်ပြီးဥတန်ငယ်စီကဆစ်ပြင်းလေကြီးကိုယူဖွားလိုက်သေးတယ် ထို့သို့ရုတ်ဖြတ်လိုက်သောအခါထူးမောင်မှာအသွင်တစ်မျိုးပြောင်းလဲသွားပြီးကြည်ကောင်းနေသည်ဖြစ်ပန်းဖြူလေအပြုံးမရဖဲရှိတယ်။မတောက်တက်ပဲစစ်ပြစ်လိုက်ဖွာဟန်မှာသဘောကျစရာကောင်းနေတယ်။ထူးမောင်လေးမန်ရန်ပရပိုက်ကြီးကိုအသေးချာစောင့်ရှောက်ရန်မှားထားတယ်။ယခုမှအဖွဲထဲဝင်လာသောကျော်ထင်ကိုလည်းယုံကြည်ထားတယ်။ထို့နောက်ထူးမောင်လေးအဝေးမှလာသောမေရိုလီပါခိုင်သားများနှင့်လူသေးလောင်းကြီးတို့အကြားမှာခီးသွားတအူးလူခက်တီတီဟန်ဖြစ်ဖြတ်လျှောက်တယ်။ နီလာတော်အခါမဲတော်လေးပါခိုင်းဝင်များကိုပြ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 မြင်ရလာတယ်။မျိုးသမီးများတာများပြီးသူတို့အကြီးကဲကအစားမျိုးသမီးကြီးဖြစ်တယ်။ယောက်ျားအနေစုမှာအစေပါရှုံနေတတ်တော်ဆောင်အရှုဖြစ်တာလိုက်ပါလာကြတယ်။ထူးမောင်းကိုအမောင်လေးရုတ်တရက်မြင်လိုက်ရတော့အခါမြည်သူမြည်ဝါမသိတော့ကြောင်းယောက်ျားငါးဦးခန့်ကိုမဲတော်ကြီးဆိုသူကမိန်ပေးလိုက်တယ်။ထိုအခါခိုင်းသားများလေးလူကင်ပြီးထူးမောင်းရှိရာသို့ပြေးဝင်လာကြတယ်။ ထူးမောင်လေအမောင်လေးမှာဝရဝါအာယုံပြေလာနေသောခြေတံများကိုနားဆိုရင်တန်တေရာကိုဆွဲထုတ်ခါကျောပြေးကဆောင်းဆိုင်နေလိုက်တယ်။ဟုတ်ကဲ့ဇလံကလေးကတော့ဒီမာရီမဲတခန့်ရလို့သွားခဲ့ပါပြီခင်ဗျာ။နောက်တော့မှလေမန်းနဲ့ထူးမောင်ရဲ့ပိုင်းဆက်ဇလံများကိုပြောပြတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ကတော့ပြောပြတင်ဆက်သူခေပုံကပဲဖြစ်ပါတယ်။အားလုံးပဲစိတ်ရှင်သာခြင်းကိုယ်ဤကျမ်းမာခြင်းနှစ်ပြသောဒုက္ခရုံးနှင့်ပြည့်စုံနိုင်ကြပါစေ။